thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်လာရှိုးအကြောင်းပြုပြီးရှမ်းမြောက်ကိုအမြောက်ပါရှင်တန်းတွင်ပို့ဆောင်ကစင်အင်အားအများပြားဖြည့်တင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်လာရှိုးမြို့အတွင်းဝင်ရောက်နေရယူထားပြီးဖြစ်တဲ့စစ်ကောင်စီကရှမ်းပြည်နယ်တောင်ပိုင်းမှာတစင်ရှမ်းမြောက်ကိုလက်နက်နဲ့လူအင်အားပို့ပြီးစစ်ဆင်ပြနေတောင်သိရပါတယ်စစ်ကောင်စီကအခု AB နောက်ဆုံးပတ်မှာကလောမအောင်ပန်းကိုအမြောက်လက်နက်ကြီးနှစ်လက်တင်ဆောင်လာတဲ့ရှင်များပါဝင် စစ်ရင်တန်း15စီကိုပို့ဆောင်ထားကြောင်းသိရပါတယ်အဆိုပါစစ်ရင် တန်းကတောင်ကြီးမှာယာယီအခြေပြုပြီးနောက်ရှမ်းမြောက်ကိုထပ်မံပို့ဆောင်မယ်ရင်နှန်းဖြစ်ကြောင်းစီရေးတရင်ရင်းမြစ်တွေကဆိုပါတယ်။မိုင်းရဲနဲ့တန်ရန်ဘက်ကို စစ်အင်အားအလွန်အကျွံဖြည့်တင်းနေတဲ့စစ်လက်နက်တွေအမြောက်တွေပါတောင်းရှောက်ပို့နေတာလာရှိုးကိုခြေကုပ်ယူပြီးတာနဲ့အဲ့ဒီနေရာတွေကိုအထိမခံတော့မဲ့သဘောပဲရမခဌာနချုပ်ကိုပြန်ရပြီဆိုရင်အသိခံထားတဲ့မျိုးတွေကိုပါလိုက်ယူမဲ့သဘောရှိတယ်လို့စင်ရီတည်င်းရင်မြစ်တွေကပြောပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့ AP 18ရက်နေ့ကကိုကန်တက် MNT ရဲ့အကူအညီနဲ့လာရှိုးမျိုးတွင်ဝင်ရောက်လာပြီးတဲ့နောက်မိုင်းရင်နဲ့တန်ရက်ဘက်ကိုတံပြားကကားထားတဲ့ရှင်တန်းမှာလူအင်အားအပြည့်တင်ဆောင်ပြီးစစ်အင်အားဖြည့်တင်းခဲ့ကြောင်းဒေတာတည်င်းရင်မြစ်တွေစီကသိရပါတယ်စစ်ကောင် RC နဲ့ MNDA တို့ကလာရှုမြို့အုပ်ချုပ်ရေးပိုင်းအတွက်ပြီးခဲ့တဲ့ AB 20ရဲ့မှစတင်ပြီးမနေ့က AB 26ရက်ထိဆွေးနွေးနေကြဆင်းဖြစ်ပြီးစစ်ကောင်စီရဲ့တောင်းဆိုချက်တွေကိုညှိနှိုင်းဆုံးဖြတ်မှုရယူနေတယ်လို့ဆိုပါတယ်။ စေကောင်စီကအပြည့်ရထားတဲ့ကာလနဲ့လာရှုံမျိုးအတွက်ညှိနှိုင်းကာလတို့အတွင်းရှမ်းတောင်မှာတက်စဉ်ရှမ်းမြောင်မိုင်းရည်နဲ့တန်ရန်ကိုစစ်ကူအင်အားပို့တလို့နောင်ချိုးတောင်ခမ်းတိုက်ပွဲတွင်ကိုလည်းရှမ်းတောင်ရဲဆောင်မှတက်စဉ်စစ်ကူပို့ပြီးနေစဉ်ဖုံးကျဲတိုက်ခိုက်နေကောင်ဓာတ်ရုအစိမ့်ငွေပုံများပါအသုံးပြုနေကြောင်း TNL ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်ကောင်စီကရှမ်းမြောင်ကိုပြန်လည်ရရှိဖို့အတွက်လက်ရှိအရှိမြောက်ပိုင်းနိုင်စစ်ဌာနချုပ်တိုင်းမှုကိုဖိအားပေးထားပြီးအလဲပိုင်းနိုင်စစ်ဌာနချုပ်တိုင်းမှုကိုလည်းမိုးကုတ်ကိုပြန်လည်ရရှိဖို့အတွက်နေစဉ်စီးရင်စီမံချက် တောင်းခံနေကြောင်းသိရပါရယ်2029ခုနှစ်စစ်စင်ရေးရှမ်းမြောက်မှာအတုံးမပြူရသေးတဲ့အမြောက်လက်နက်အစ်စ်များမဟာမိတ်အဖွဲ့များတိုင်ဆိုင်ရမည်လို့သိရပါရယ်နောက်တဲ့တပုတ်အနည်းနဲ့ပဲကိုယုံမှာစစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်တင်ဆောင်မှုများပြားပြီးစစ်သားတချို့အလံဖြူထောင်ချင်းစစ်ကောင်စီကလက်နက်ချသူတွေကိုလင်းရင်နဲ့လိုက်လံပုံကျင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပဲကိုတိုင်းမြန်လာမျိုးနဲ့ပဲကိုယုံမှာတွင်တက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်တင်ဆောင်မှုများပြားပြီးစစ်သားများအလံဖြူထောင်ချင်း ဒေသစီရင်တည်င်းအရင်မြစ်ကပြောပါရီအေပြီလ23ရက်မှာစတင်ပြီးမင်းလာမျိုးနဲ့ဘကိုးယူမအဆက်ရှိချင်းရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကအေပြီလ26ရက်နေ့နဲ့28ရက်နေ့တို့မှာကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရပါရီ အဲ့ဒီတိုက်ခိုက်မှုတွင်ဂျမ်ဘတ်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးစစ်ကြောင်းတစ်ခုလုံးတပ်ပြက်ကထွက်ပြေးသွားကြောင်းတော်လိုင်းတပ်ဖွဲ့များကလိုင်းလံတိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်သားများစုအလံပြူထောင်ပြီးလက်နက်ချလင်းဝင်မှုတွေရှိကြောင်းသိရပါတယ်။အဲ့ဒီလိုစစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြတ်ပြီးအလံပြူထောင်ဖို့စစ်ကောင်စီတပ်ကဒီကနေ့မနက်ပိုင်းမှစတင်ပြီးပဲခူးယုံမတောင်လျှောက်ကို MI35 တိုက်ခိုက်ရေးရဟန်းငင်းနဲ့လိုင်းလံပုံကျဲပြစ်ခတ်တိုက်ခိုက်နေကြောင်း Jet Fighter တွေလည်းအဆက်မပြတ်ပြန်ဝဲနေကြောင်းသိရပါတယ်။ခွေးစစ်ကြောင်းကရွာတွေကိုတောင်လျှောက်ဝင်စီးပြီးတွေ့တဲ့ များပြင်ဆင်ယူနေပြည်သူ9ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ထားတယ်လို့ကနအုံးသိရပါတယ်။အဲဒီလိုတွေအကြမ်းဖက်တာတွေလုပ်နေတော့ PDF တွေနဲ့တိုက်ပွဲဖြစ်တာနှစ်ရက်ရှိပြီးစစ်ခွေးစစ်ကြောင်းတစ်ခုလုံးတပ်ပြတ်သွားတာစစ်ခွေးတွေအသေများနဲ့ဒဏ်ရာရတာတွေလည်းများတော့အလံပြူထောင်တယ်လို့သိရတယ်။အလံပြူထောင်တာကစစ်မှုရန်တသားအစ်စ်တွေလို့ကြားတယ်စစ်ခွေးရဟန်းရင်နဲ့ဂျက်ဖိုက်တာတွေကတောက်လျှောက်ကိုဝဲနေတာဂျက်ဖိုက်တာကတော့ဘုံမကြသေးဘူးရဟန်းရင်ကတော့တောက်လျှောက်ကိုပတ်ပြီးပြစ်နေတာအခုထိရှိနေတဲ့ပြည်သူတွေလည်းတောင်းနဲ့ချီပြင်းနေရတယ်လို့ဒေသခံပြည်သူတောင်းကပြောပါတယ်။လက်ရှိအချိန် ချိန်မှာတောင်းရွာရွေးကုန်ခွမ်းမစံပုတ်ထောက်တန်းပတ်တန်းကံကော်ပင်ဥတုကညင်ပင်အင်ဂျင်ကုန်းနဲ့စမ်းတောင်ခွင်အုပ်စုလို့ရှိချင်းရွာပေါင်း20ကျော်မှာတောင်းနေချီရဲ့ပြည်သူတွေကဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မင်းလာမြို့နယ်ပကုံးယုံမအတွင်းတက်လာတဲ့စစ်ကြောင်းကို၂ရက်ဆက်တိုင်းတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးစစ်သားများအလံဖြူထောင်ကားလေရင်နဲ့လိုက်လံပုံကျဲနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပကုံးတိုင်းမင်းလာမြို့နယ်ပကုံးယုံမအတွင်းတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို၂ရက်ဆက်တိုင်းတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးစစ်သားများအလံဖြူထောင်ကားလေရင်နဲ့လိုက်လံပုံကျဲနေကြောင်းဒေသတွင်သတင်းရင်းမြစ်တွေကပြောပါရတယ်။အေပြီလ23ရက်မှစတင်ပြီးမင်းလာမြို့နယ်ပကုံးယုံမအဆက်ရှိကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်း ထုတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဧပြီလ26ရက်နေ့နဲ့28ရက်နေ့တို့မှာကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုအများပြားပြီးစစ်ကြောင်းတစ်ခုလုံးတက်ပြတ်ပြီးထွက်ပြေးနေစဉ်တော်လိုင်းတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်သားအများစုအလံပြူထောင်ပြီးလက်နက်ချအလင်းဝင်မှုတွေရှိကြောင်းသိရပါတယ်။ အဲဒီလိုစစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြက်ပြီးအလံဖြူထောင်းတာကြောင့်အကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်ပိုင်းမှာစတင်ပြီးပဲခူးယူမထောက်ရှောက်ကို MI35 တိုက်ခိုက်ရဟန်ရင်နဲ့လိုက်လံပုံကျဲပြက်ခတ်တိုက်ခိုက်နေပြီးဂျက်ဖိုက်တာများလည်းအဆက်မပြတ်ပြန်ဝဲနေကြောင်းသိရပါတယ်။ ခွေးစစ်ကြောင်ကရွာရင်ကိုတောင်းရှောက်ဝင်စီပြီးတွေးသမျှပြင်ဆင်ယူတဲ့ပြည်သူခုနှစ်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ထားတယ်လို့ကနအူသိရတယ်။အဲ့လိုတွေအကြမ်းဖက်တာတွေလုပ်နေတော့ PDF တွေနဲ့တိုက်ပွဲဖြစ်တာနှင်းရရှိပြီးစစ်ခွေးစစ်ကြောင်တစ်ခုလုံးတပ်ဖြတ်သွားတာစစ်ခွေးတွေအသိများတယ်ဒဏ်ရာရလာတွေလည်းများတော့အလံဖြူထောင်တယ်လို့သိရတယ်။အလံဖြူတောင်းတာကစစ်မှုရဲတပ်သားတစ်တွေလို့တော့ကြားတယ်စစ်ခွေးရဟယင်းနေနဲ့ဂျက်ဖိုက်တာတွေကတောင်းလျှောက်ကိုပဲဝဲနေတာဂျက်ဖိုက်တာကတော့ဘုံမကျဲသေးဘူးရဟယင်းကတော့တောင်းလျှောက်ကိုပတ်ပြီးပြနေတာအခုထိရှိနေတယ်။ပြည်သူတွေလည်းတောင်းနဲ့ချီပြနေတယ်လို့ဒေသ ားခံပြည်သူတအုပ်ကဆိုပါတယ်အစိုးရအကြမ်းဖက်စစ်တပ်စစ်ကြောင်းကဘကူယူမအဆက်ရှိကျေးရွာတွေကိုဝင်ရောက်စီးနင်းချိန်မှာပြည်သူ9ဦးတပ်ဖြတ်ထားကြောင်းကနဦးတရားတော်လည်းအတီးပြုနေစေဖြစ်ကြောင်းအဲ့ဒီစစ်ကြောင်းကြောင့်လက်ရှိမှာကြောင်းရွာရွေးကုန်းခွမ်းမစမ်းပုတ်ထောက်တဲ့ တန်၊ကန်းကော်ပင်၊ဥတုကငင်ပင်၊အင်ဂျင်ကုန်းနဲ့စန်းနောင်ကွေအုပ်စုရှိကျေးရွာပေါင်း20ကျော်မှတောင်းနေချင်းရဲ့ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းသိရပါရယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့အင်းစိန်ထောင်မှအကျဉ်းချခံနေရတဲ့နိုင်ငံအကျဉ်းသူမဝင့်ရီအောင်ကျမ်းမာရေးဆိုးရွားပြီးဆိုးရိမ်နေရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အင်းစိန်အကျဉ်းထောင်မှအကျဉ်းချခံထားတဲ့နိုင်ငံအကျဉ်းသူမဝင့်ရီအောင်ကကျမ်းမာရေးဆိုးရွားနေပြီးဆိုးရိမ်ရကြောင်းတကုံတက္ကသိုလ်ကျောင်းသားများသက်မကကပြောပါရယ်။စစ်ကောင်စီရဲ့မတရားဖမ်းဆီးမှုခံနေရတဲ့နိုင်ငံအကျဉ်းသူမဝင့်ရီအောင်ရဲ့ကျမ်းမာရေးချင်းကဆိုးရွားနေပြီး ြီးအင်းစိန်စေးရုံမှာထပ်မံပြီးအရေးပေါ်ပို့ဆောင်ကုသနေရကြောင်းဒါပေမဲ့လုံလောက်တဲ့စေဝါဆောင်ရှောက်ခွင့်မရရှိတာကိုစိုးရင်ကြောင်းတကုံတက္ကသိုလ်ကျောင်းသားများတမကကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ25ရက်နေ့ညနေပိုင်းမှာမဝီအောင်ရဲ့ကျမ်းမာရေးခြေနေစိုးရင်ရလို့အင်းစိန်စေးရုံကိုအရေးပေါ်ပို့ဆောင်လိုက်ရကြောင်းမယွီအောင်ကစစ်ကြောရေးမှာမတရားညှဉ်းပန်းနှိပ်စက်ခံရလို့ဦးကောင်တွင်တရားရရှိကမကြခနာတတိလိချင်းတက်ချင်းနှလုံးရချင်းများဖြစ်ပေါ်လျက်ရှိကြောင်းအရေးပေါ်အခြေအနေမှသာအင်းစိန်ထောင်မှာစိန်ရုံပို့ဆောင်ပေးကြောင်းအဲဒီနောက်အချင်းထောင်တွင်ကို ပြန်လည်ခေါ်ယူသွားကြောင်းသိရပါရယ်။မဝီအောင်ကတကုံတကက်သောចောင်းသားများတမကရဲ့ဗဟုအလုံးမှုဆောင်ဖြစ်ပြီး2021ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာဖမ်းဆီးခံရပါရယ်။အဲဒီနောက်စစ်ကောင်စီကသူမကိုပုံမှန်905ကာဂျီနဲ့အင်းစိန်ထောင်မှာထောင်ဒဏ်3နှစ်ချမှတ်ခဲ့ပြီးထပ်မံပြီးပုံမှန်52ကာဂျီနဲ့လည်းထောင်ဒဏ်4နှစ်ချမှတ်ခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။